စကြောလာ တိုက်တောင်းမှာတယောက်သေးသောဘောလုံးသမားစိတ်ကြီးမက်ဆီစိတ်ကြီးမက်ဆီကတော့ဒီကဘာပေါ်မှာတော့ကိုမပြောပါနဲ့စကြောလာတိုက်တောင်းမှာတော့မက်ဆီလိုဘောလုံးသမားမျိုးကိုရှာကြည့်လို့တွေ့နိုင်လိမ့်မယ်မထင်ပါဘူးအခုလဲမိုင်းမီလိုအသင်းမျိုးကိုမက်ဆီကဥဆောင်ထန်းတီးပြီးတော့ကလပ်ကဘာဖလားမှာအုပ်စုကတွေကြိုးပုတ်တော့ကြိုးစားပေးနေပါတယ်မိုင်းမီရဲ့အစင်တန်းမိုင်းမီရဲ့လူရင်းအားစင်းတဲ့ကဒီပြိုင်ပွဲမှာဘလို့မှကိုခီးမရောက်နိုင်တာအားလုံးလဲလက်ခံထားခဲ့ကြပြီးသားပါဒါကြောင့်လဲတိတ်တော့မျောလင်းထားခဲ့ခြင်းမရှိကြပါဘူး ဒါပေမဲ့အခုပေါ်တိုမက်ဆီရဲ့ free kick နဲ့တူနှစ်ကိုယ်တကိုယ်နဲ့နိုင်ရရှိသွားခဲ့ပြီဖြစ်တာကြောင့်မိုင်အမီကနှစ်ပွဲကစား၄မှနဲ့အုပ်စုကနေကျွတ်ဖို့အတွက်အချိန်လေးကောင်းလို့သွားခဲ့ပြီဖြစ်ပါတယ်။မိုင်အမီစရာ sorry လို့မျိုးလဲငွေတွေအများကြီးသုံးဆွဲနိုင်တာမျိုးမဟုတ်ပါဘူး။သူတို့နောက်ကွယ်ကနေဘလို့တထေးကြီးတွေကမှထောက်ပံ့ပေးထားခြင်းမျိုးလဲမရှိပါဘူး။ရှိလာလေးနဲ့လှအောင်ဝင်နေရတဲ့အသင်းပါ။ဒီလိုအသင်းမျိုးကမက်ဆီရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာတော့မေဂျာလိမှာအသင်းအသင်းအတွင်ဖြစ်လာခဲ့ပြီးတော့အမဘေးချန်ပီယံဖြစ်လာခဲ့တဲ့အထီးကိုတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အခုလဲကလပ်ဘဖလားမှာအိမ်ဖြီးလောက်သားဝင်လို့ရဖို့များနေတဲ့အခြေအနေတရက်ကနေမက်ဆီကြောင့်မိုင်အမီကအုပ်စုကနေကျွတ်ဖို့အတွက်အတော်လေးကိုအခြေအနေကောင်းလို့သွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်လဲမက်ဆီဆိုတာဒီကဘာပေါ်မှာတောင်မဟုတ်ပါဘူး။ဆက်ချောလာတိုက်တောင်းလုံးပေါင်းရင်တော့မှမက်ဆီကိုမိနိုင်မဲ့ကစားမမျိုးရှာလို့တွေ့နိုင်တော့မှမဟုတ်တဲ့တယောက်သေးသောကစားမလို့ပဲဆိုလိုက်ပါစေ။